ဒါဖြင့်ငရမတို့ဒီတရားတွေကလို့ဆိုလို့ရှိရင်ဖြင့်ဩဝိပဿနာရှိရင်တို့ဘယ်နေရာကထိုင်ရှိရမှာလဲဆိုတာမပေါ်သေးဘူး။ဘယ်နေရာထိုင်ရှိမှာ။ဝေဒနာနဲ့တဏှာကြားထဲမှာထိုင်ရှိပါ။တို့တော့တဲ့တဏှာကတော့မရှိတာဧကမှာပဲ။ တို့တော့ဒီကြားထဲမှာရှိရမယ်ဆိုတာကပရိစ္ဆေသမုပ္ပါဒေသနာတော်မှာတမ်းပြတဲ့အခါကျတော့ဝေဒနာပိတဏလာလို့ဒီကြားထဲမှာမဲ့ဝင်အောင် လုပ်ပါလို့ပြောတာမှန်ပါပါဘုရားဒါကကြွကျင်နာဗလားကျင်နာပါဘုရားအလုံးစကားဓမ္မတွေကျင်နာကြလားကျင်နာပါကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဒီကဲ့သို့အခုဒီနေ့တိုးပြလိုက်မှာကဝေဒနာကိုအနိစ္စမြောင်ရှုနိုင်လို့ရှိရင်ဒကာဓမ္မတို့မဲ့မဆိုင်ဘူးလားဆိုင်ပါဘုရား မက်ဆက်နေပြီနဲ့တပြိုင်တည်းချဲဒကာရမတို့ဒီစရာမရဏဆိုတဲ့ဥစ္စာနည်းနည်းလေးပတ်လိုက်စမ်းအနာကဘဝဇေယမရဏဆိုတာဘာပါလဲရှင်းမင်းဇေယမရဏဆိုတာအနာကဘဝတည်ပြီးမှ ဖြစ်မှာကိုဗျတည်ပြီးမှဖြစ်မှာဆိုတော့သူဘယ်ဘဝဆိုကြလဲတဏှာရဲ့ ဥပါဒံရဲ့ကံတွေရဲ့ဒီသုံးခုဒီကားလို့ဆိုလို့ရှိရင်ဖြင့်အနာကဘဝအကြောင်းဒါဖြင့်အနာကအကြောင်းကသုံးခုအနာကအကျိုးကလည်းသုံးခုအနာကအကြောင်းကအနာကအကျိုးကအနာကအကြောင်းသုံးခုကိုယနေ့ရှင်းပါတဏဥပါဒံကံရွတ်ကြတဲ့ဓမ္မတို့အနာကအကြောင်းဘယ်လိုပါလဲတဏ ဒါအနာကအကြောင်းအနာကဖြစ်ဖွယ်ရတပါးကြလားအနာကအကြောင်းသုံးခုကဘယ်လိုပါလဲမမေ့စီနဲ့နော်ပရိစ္ဆေသမုပ္ပါဒ်မဆုံးသေးဘူးဒကာဓမ္မတို့ဆုံးပြီးတော့လည်းဥပဒနာညာနေအများကြီးတွင်းအောင်ပါဒါကြောင့်နဲ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 ဒကာဓမ္မတွေဆွဲပြီးဟောနေတယ်တတန်လျာလုံးဖြတ်လမ်းမတွေ့ခဲ့တာဒကာရွယ်ရင်ဤစတွေ့တာမှန်ပါဗျာ တတန်ရာလုံးကတော့ဝေဒနာပြည့်စရာတဏ္ဏနဲ့သွားတာပဲတဏ္ဏပြည့်စရာဥပါဒံဥပါဒနာပြည့်စရာကာမဘောကာမဘောပြည့်စရာဇာတိပြည့်စရာအဲတတန်ရာလုံးကတော့ဒီလမ်းကြီးတိုင်းတိုင်းပြည့်နေတာပဲဖိုက်ရှမ်းပါရှင်းမလားယခုဆရာဘုန်းကြီးအကူကြီးဖရာအကူကြီးနဲ့ဝေဒနာနဲ့တဏှာကြာဖရာပွန့်လိုက်กว่าသောတာပန်ဖြစ်ရှင်ဒီကြားထိုင်လိုက်ဟိတဂရဟံဖြစ်ရှင်အနာဂံဖြစ်ရှင် အဲ့ဒါခုမှ ထိုင်ကောင်းမှန်းသိရတယ်။တသံတရားလုံးဒီနေရာထိုင်ပြီးဒီကာလနေရမယ်လို့သိရလား။မသိပါဘူး။ဒီနေရာနေရှုရမယ်လို့သိရလား။မသိပါဘူး။အဲ့ဒါကြောင့်တရားဓမ္မတို့ဒီတဲ့တန်တရားတစ်ဆက်သေးသာဆက်နေတယ်မပြတ်ခဲ့ပါဘူးမှန်ပါဘူးရှင်းမလားရှင်းပါဒါဖြင့်တဏှာဥပါဒံကံတို့ဒီဗါရဲတမင်ညဆိုလို့မရဘူးအနာကကြောင်းလို့ပြောပါ ရှင်းမလားရှင်းပါလာလကံဖြစ်တဲ့ဇာတိဇရာမရဏကဘာပါလိမ့်ပြန်မေးတယ်ပြန်မေးတယ်ဒကာဓမ္မတို့သေချာမှတ်တာပါတဏှာဥပါဒံကံကပါတဲ့အနာကအကြောင်းတရားအဲ့တော့နေရင်းဒကာဓမ္မတွေကတဏှာရဲ့ဥပါဒံရဲ့ကာယကံဝစီကံတွေရဲ့ဆိုတော့အနာကအကြောင်းနေရင်းလို့မလို့ဘူးလားဒါပြန်အကြောင်းလို့ထားပေါ့ဒကာသိုက်တို့ဥလာဘူးတို့ အကျိုးပေးမှပေးပါဒါဖြင့်အနာဂတ်အကျိုးကဘာလဲဇာတိဇရာမရဏကြည်ထားပါလေအခုပြတယ်ဘုရားကိုအနာဂတ်အကျောင်းကဘာလဲဇာတိဇရာမရဏရံပြောလို့မရဘူးအေးတဏှာဥပါဒံကံဒါကဘာလို့အနာဂတ်အကျောင်းပါအနာဂတ်အကျောင်း အဲ့ဒီအနာကအကြောင်းကိုယခုဘဝကလှုပ်ထားရောလှုပ်တာကတော့ယခုဘဝပဲတို့တော့အနာကတွက်လှုပ်ထားတယ်ရှင်းမလားရှင်းပါပြီလှုပ်နေတော့ကလည်းယခုဘဝပါပဲတို့တော့ဘယ်တွက်လှုပ်ထားတာတုံးအနာကအကြောင်းဖြစ်နေလှုပ်ထားတာအနာကမှာဇာတိစရာမရဏပေါ်အောင်လို့လှုပ်ထားတာဒါကြောင့်နေတိုင်းဝိပဿနာကျင့်နေတဲ့ပုဂ္ဂိုလ်မှာတဏှာဥပါဒံကံနေ နေတိုင်းလှုပ် ဘာအကြောင်းတွေလှုပ်ထားပါလိမ့်အနာကအကြောင်းတွေလှုပ်ထားသည်ဒကာဓမ္မတွေဘာတွေလှုပ်ထားလဲဩဒီဘဝသုတေသွားတဲ့ခါကြတော့ကို နောက်ဘဝအနာကအကျိုးဒုက္ခသစ္စာသုံးခုရအောင်လို့လှုပ်ထားတာဘာရအောင်လှုပ်ထားပါလိမ့်ဘာဒုက္ခသစ္စာအကျိုးသုံးခုရအောင်လို့ဒကာဓမ္မတွေလှုပ်မထားဘူးလားရှင်းမလား အဲ့ဒါဒီဘယ်ဘဝကလောက်တာတုံးဆိုရယခုပြစ္ဆုတ်ပံဘဝကလောက်တယ်ဒါပြစ္ဆုတ်ပံဘဝရှင်းမလားဒါဘယ်ဘဝပါလိမ့်ယခုပြစ္ဆုတ်ပံဘဝဒီသုံးခုကတို့တော့ဘယ်အတွက်လောက်ထားတာပါလိမ့်အနာကအတွက်လောက်ထားလို့အနာကအကြောင်းဖြစ်ရလောက်တာကတော့ဖြင့်ယခုပြစ္ဆုတ်ပံဘဝပဲဘယ်အတွက်လောက်ထားတာတော့ဒါပြန်သူအနာကအကြောင်း တဏှာဥပါဒံကံတွေကိုဘာအကြောင်းဆိုကြမလဲအဲ့ဒီအကြောင်းပြည့်စုံသီးသာပုဂ္ဂိုလ်ကြလာတော့အနာကအကျိုးဖြစ်တဲ့ဇာတိဇရာမရဏလာမလားမလားလာပါဘူးအခုဒီကဓမ္မတွေဝိပဿနာလုပ်မလုပ်တဲ့ပုဂ္ဂိုလ်ဘာများလုပ်နေတုံးမင်းဖြေတတ်ကြဖြေရပါဘူးဘာလုပ်နေဒီလိုမလုပ်နဲ့တရားသက်ရဒီလိုရှုပ်လို့မရဘူး အနာကအကြောင်းလုံနေတယ်လို့အဖြေထွက်ရရင်မေးမလားဝိပဿနာမလုပ်တဲ့ပုဂ္ဂိုလ်တွေဒီဘာလုံနေတော့ဝိပဿနာလုံမလုပ်တဲ့ပုဂ္ဂိုလ်ဘာများလုံနေပါလိမ့်အနာကအကြောင်းဆိုတာဘာပါလိမ့်တဏှာဥပါဒံကံဆိုလိုက်ပါတော့တဏှာအေးတဏှာဥပါဒံကံမဘောရှင်းမလားဒါဘာအကြောင်းလဲ ဒါပြန်အိမ်မှာလကားနေတဲ့ဒကာဓမ္မတွေရောင်းဝယ်နေတဲ့ပုဂ္ဂိုလ်တွေဘာတွေများလုံနေတုံးလို့မေကွန်ထုတ်ရင်ပေါ်ကလားဘယ်အကြောင်းတွေလုံရှင်းမလားဩဒါမှသေတော့သေပြီးဒုက္ခရောက်ဖို့အရှင်နဲ့ပြင်ထားဘာလောက်ကြတာပါလိမ့်သေပြီးဒုက္ခရောက်ဖို့အရှင်နဲ့ပြင်ထားတာပဲဆိုတာသေကြပါလားညာရောက်ပါလား ဒါဖြင့်တရားဓမ္မတို့ဝိပဿနာအလုပ်ကိုဖြတ်ခနဲ့ဒီဝေဒနာကို ရှုလိုက်တဲ့ပြင်နေတဲ့မဝင်မလားဘူးလားမဝင်လာတော့အနာဂါကြောင်းသုံးခုပဲနေနေတော့အနာဂါကြောင်းသုံးခုပြတ်တော့အနာဂါကျိုးသုံးခုကောပြမယ်ဆိုတာသိကြမလားသူများပြောလားမြင်မြင်လားဒါဖြင့်ဒီလုံးမှတော့ခင်ဗျားတို့ဒီဘက်ဒုက္ခတွေကင်းတဲ့လို့ရှိသေးရဲ့လားမရှိပါဘူး ဒါဖြင့်ဒီလောက်ဝေဒဂာဓမ္မတွေအားကိုးရမယ်။တခြားကိုးလို့ဖြစ်ပါမလား။ဖြစ်ပါဘူး။ရှင်းမလား။ဒါဖြင့်ဒဂာဓမ္မတို့ဝေဒနာဖြစ်ပျက်ကိုတဏမလောင်မဲ့သွင်းလိုက်။ဝေဒနာကဖြစ်ပျက်သူရှုတာကမဲ့ဆိုတာဒီတဏမဖြတ်ဘူးလား။တဏပြောတော့ဥပါဒငါလူလူသေး။ကံတွေရော။နောက်လာမဲ့ဇာတိဇရာမရဏတွေရော။ ဒါကြောင့်တရားဓမ္မတွေဒီဘက်ကအနာဂတ်အကြောင်းကသမှုရိယသစ္စာ၃ခုအကုန်သေးတယ်အနာဂတ်ရှိဖြစ်တဲ့ဒုက္ခ၃ခုပါရောဒါဖြင့်ခမရတို့ဝေဒနာရှိတဲ့ပုဂ္ဂိုလ်သည်သမှုရိယသစ္စာ၃ခုလည်းသေးတယ်ပုဒ္ဒံနည်းရတော့ဒါလည်းသမှုရိယသစ္စာဒါလည်းသမှုရိယသစ္စာဒါလည်းသမှုရိယသစ္စာပဲတဏှာလည်းပါသစ္စာရောဥပါဒံရောဥပါဒံရော အဲကံကိုသမှုရိယဆိုတာအကြောင်းအကြောင်းကြောင့်ဒီကျိုးလာတယ်ဒါဖြင့်သမှုရိယသစ္စာ၃ခုမသေးဘူးလားဝိပဿနာထုတဲ့ပုဂ္ဂိုလ်ဟာလေဒါဖြင့်ဒုက္ခသစ္စာ၃ခုကိုဒါဖြင့်မဲ့သည်သမှုရိယနဲ့ဒုက္ခကိုပယ်သည်ရှင်းမလားသမှုရိယနဲ့ဒုက္ခကိုပယ်ပါတယ် ဒါဖြင့်မဲမလုတဲ့ပုဂ္ဂိုလ်များကြတော့ဒကာသိုက်တို့ကဘယ်နဲ့ဆုံးမဲသမှုရရလည်းမပယ်အနာဂါကြောင့်မပယ်သေးရဲ့မပယ်တော့ဒုက္ခရောကိုယ်တိုင်မတွေ့ရပဲဘူးလားဘလောက်ကြောက်เสียကောင်းတို့ဒါဖြင့်ဒကာရမတို့တို့ဘာကိစ္စရှိသလုံးတို့ကောင်းသောရောင်းဝယ်ခြင်းလုပ်နေတာပဲဆိုတော့ကောင်းသောရောင်းဝယ်ခြင်းကအနာဂါကြောင့်လုပ်နေတာမှန်ပါပါ ရှင်းမလားကောင်းသောရောင်းဝယ်ခြင်းကသီလလိုတော့မပြတ်ပါဝိပဿနာလိုတော့သေချာပြတ်နေတယ်ရှင်းမလားဒါပြန်ဒကာဓမ္မတို့ပရိစ္ဆသမုပ္ပါဒ်ဖြတ်ပုံလေးကသဘောကျမဲမလာလို့ရှိရင်တဏှာပြည့်စရာသဘောကျမဲမလာရင်တဏှာပြည့်စရာဥပါဒံဥပါဒနာပြည့်စရာဘဝပြည့်စရာဇာတိပြည့်စရာ ဒါမက်မလာတဲ့ပုဂ္ဂိုလ်မက်လာတဲ့ပုဂ္ဂိုလ်ကြတော့ကိုဒကာရမတို့မက်လာတဲ့ပုဂ္ဂိုလ်ကြတော့စဉ်းစားလိုက်ဝေဒနာရှိတယ်ဆိုတော့ဝေဒနာရှိရတာလားဝေဒနာချုပ်တာရှိတာလားဝေဒနာချုပ်တာရှိတော့ဝေဒနာကချုပ်တဲ့တရားသဘောကျမက်ကလည်းတဏှာချုပ်အောင်လုံထိုင်တဲ့တရားဆိုရင်ကောလွဲတာဒါဖြင့်ဝေဒနာနိရောဓအဲမက်လာမှတဏှာနိရောဓဖြစ်တာ ဝေဒနာညောတာအဲ့ဒါဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်ကြတော့ဝေဒနာညောတာဝိပဿနာမလုပ်တဲ့ပုဂ္ဂိုလ်ကြတော့ဝေဒနာပြစ်เสียတဏှာပြစ်เสียသွားပြီကောကြောက်ရှင်းပြီကောဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်ကြတော့ရွတ်လိုက်စမ်းဝေဒနာညောတာဝေဒနာညောတာကိုဒီကမြင်အောင်ရှုလိုက်တော့ မဝယ်မလာဘူးလားတဏှာလာသေးရဲ့လာခွင့်ကိုရသေးရဲ့ဒါပြန်ဝိပဿနာရှိတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုရွကြမလဲဝိပဿနာမရှိတော့ပါဘူးဆိုတော့ဝေဒနာဖြစ်เสียသွားပြီးတောက်လျှောက်မသွားပဲဘူးလားဒါပြန်ရှုပုံဒီရှုတဲ့ပုဂ္ဂိုလ်မှာပရိစ္ဆေသမုပ္ပါပြိုက်မရှုတဲ့ပုဂ္ဂိုလ်မှာစိတ်သဘောကျ ဥပါဒနာရှုတဲ့ပုဂ္ဂိုလ်မှာပြတ်တဲ့ပါဠိတော်လေးသွန်းလိုက်စမ်းပါဝေဒနာရှုတော့ဝေဒနာရှုရတာလားဝေဒနာချုပ်တာရှုတာလားရှင်းမလားဒါဖြင့်ရွတ်လိုက်ဝေဒနာနိရောဓတဏှာနိရောဓဆိုတာကမက်ပေါ်လာတယ်သဘောကျလားဝေဒနာနိရောဓအဲ့ဒါကရှုတဲ့ပုဂ္ဂိုလ်ဆိုတာဝေဒနာနိရောဓ တဏှာညောတော့ဆိုတာကတက္ကသရဲ့ရမ်းရလို့မရဘူးလာကိုလာသေးရဲ့လားတဏှာသူ့နေရာမလူရောက်နေတယ်အဲမဲ့ရောက်ချင်းရောက်မဲ့ကိုတဏှာညောတော့လို့မှတ်တဏှာလာပြီးချုပ်သွားတယ်လို့မမှတ်လိုက်ပါနဲ့ရှင်းမလားဒါပြည့်ရေကြကြဥပဒနာရှိတဲ့ပုဂ္ဂိုလ်ပဲနဲ့ဆိုရမယ်ပြန်ရဆန်း၃ခေါက်တော့ အဲ့ဒါကဘယ်လိုပုဂ္ဂိုလ်ဆိုတာပါလေဝေဒနာရှုနေတဲ့ပုဂ္ဂိုလ်ပေါ့ဗျာဝိပဿနာလုပ်နေတဲ့ပုဂ္ဂိုလ်ပေါ့ဗျာကာယဥပဒနာလေးတော့ဒီနေ့မလုပ်သေးဘူးလေညမှာပဲအေးအေးဆွေးဆွေးလုပ်မယ်ဆိုတော့နေ့လေလူတို့ဤထုံးစံတိုင်းလုံးမလုပ်ပြဘူးလားအဲ့ဒီပုဂ္ဂိုလ်ကြတဲ့ရော့ဝေဒနာပြစ်เสียတဏှာပြစ်เสียဥပါဒနာပြစ်เสียအဲ့ဒီကြောင်သွားတယ် သေးတော့ဟိုကအနာဂတ်ဘဝမှာသေမဇာတိဇရာမရဏဖြစ်မှာဒါပြန်ငရဓမ္မတို့ဝိပဿနာမလုပ်လို့ရှိရင်ဝေဒနာဖြစ်เสียတဏှာဖြစ်เสียဥပါဒနာဖြစ်เสียဘဝဆိုတဲ့ကာမဘဝဖြစ်ဘူးလားဒါပြန်ကံတွေအကုန်စုထားတာပေါ့သေတော့ဆိုးချိုးပြအောင်လို့ရှင်းမလားဒါပြန်လောက်တာနဲ့မလောက်တာဒီလောက်တော့ပရိစ္ဆေသမုပ္ပါပြတ်တယ်မလောက်တော့ မလုတော့ဆက်တောင်းလုတော့ဝိပဿနာရှုတော့ဗါလဲဗာပြတ်ပါလဲဝိပဿနာမလုဖဲနေတော့ကျေနပ်ဗလားအချိန်ကစိတ်သွားတယ်ဓမ္မတို့ပြောစရာဟောစရာတွေကတော့မနေဘူးပေါ့ကဲယနေ့ဒီရင်တော်ကြအောင်ဆို